င်္ဂလာပါရှင်။ People Spring ရဲ့ညနေခင်းသတင်းအစီအစဉ်ပါ။ဒီနေ့အောက်တိုဘာ22ရက်နေ့အတွက်ဂျာမုံပြပြသွားမယ့်သတင်းတွေကတော့နာဂဒေတာကိုအိန္ဒိယစစ်တပ် drone နဲ့ပုံကျဲခဲ့ပါတယ်။ဘာကြောင့်ပါလဲ။ရှမ်းမြောက်ကတီဘောနတ်မတူမြို့နယ်အဆက်ကိုစစ်တပ်စစ်ကြောင်းရောက်လာပါပြီ။ဘလို့ချင်းနေရှိပါသလဲ။မုံရမာအိမ်ချမ်းမြေပွဲစားပြန်ပြီးဆွဲခံရပြီးကျက်သိန်း9000နဲ့ပြန်ရွေးခိုင်းနေပါတယ်။စစ်ကောင်စီလက်ထဲရောက်သွားတဲ့မိသားစုကိစ္စစုံစမ်းပေးဖို့မလေးရှားကို HRW တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းတွေပြောပြပေးပါမယ်ရှင်။နာဂကိုပိုင်အုတ်ချုပ်ခွင့်ရဒေသဖြစ်တဲ့စကိုင်းတိုင်းလဟဲမြို့နယ်ကမ်မော်လော်ရီကျေးရွာကိုအိန္ဒိယစစ်တပ်က drone နဲ့ဘုံကျဲလို့ရှစ်နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်အရသား2ဦးသေဆုံးပြီး4ဦးဒဏ်ရာရကြောင်းဒေသခံတွေက ပြောပါတယ်။ကမ်မော်လော်ရီကျေးရွာကိုအောက်တိုဘာ20ရက်ည9နာရီဝန်းကျင်မှာ drone နဲ့ဘုံလေးလုံးကျဲချတာလို့လဟဲမြို့ဒေသခံတအူးကပြောပါတယ်။အိန္ဒိယအစိုးရကိုတော်လှန်နေတဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN တာဝန်ရှိသူတွေလာဘူးတဲ့နေရာကိုဘုံကျဲသွားတာဖြစ်ပြီးအရက်သားတွေထိခိုက်သေးဆုံးခဲ့တာလို့သူကရှင်းပြပါတယ်။အခုလိုကြေးရွာကိုဒရုန်းနဲ့ဘုံကျဲတာကသူရဲဘောကြောင့်တဲ့အိန္ဒိယစစ်တပ်ရဲ့လုပ်ရဖြစ်ပြီးအပြင်းထန်ဆုံးရှုံချတယ်လို့ NSCN ကအောက်တိုဘာ21ရက်နေ့မှာထုတ်ပြန်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာ NSCNK ရုံးအောင်အဖွဲ့ရဲ့ဗိုလ်မှူးချုပ်အဆင့်ရှိသူပီယောင်ကိုရဲ့နေအိမ်ကို ထိမှန်ခဲ့ပြီး တေဆုံးသူနှစ်ဦးကဘူမှုချုပ်ရဲ့သားနဲ့မြေးတို့ဖြစ်တယ်လို့ဒေတာရင်သတင်းတွေကဖော်ပြပါတယ် NSCN ရဲ့ထုတ်ပြန်ချက်မှာတော့အသေးစိတ်မပါဝင်ပါဘူးပြီးခဲ့တဲ့ဇူလိုင်23ရက်ကလည်းနာဂကိုပါအုပ်ချုပ်ခွင့်ရဒေတာနန်းယုံမြို့နယ်ကခြေရွာတချို့ကိုအိန္ဒိယစစ်တပ်က drone နဲ့ပုံကျဲလို့အရက်သားနေအိမ်တွေပျက်စီးခဲ့ပါတယ်ဒါကအိန္ဒိယစန့်ချီရေးလက်နက်ကိုင်အဖွဲ့တွေကိုပိတ်မှတ်ထားပုံကျဲတာလို့ India Today သတင်းဌာနကဖော်ပြခဲ့တာပါနာဂအမျိုးသား Socialist Council NSCN ကို နာဂလူမျိုးတွေနေထိုင်ရာဒေသအားလုံးကို ပေါင်းစည်းပြီးအချုပ်အခြာအာဏာပိုင်အဖြစ်တရားနိုင်ငံထူထောင်ဖို့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အဖွဲ့ရင်းသဘောထားကွဲလွဲမှုတွေကြောင့်အဓိကအားဖြင့် NSCN IM နဲ့ NSCNK စတဲ့အဖွဲ့ခွဲတွေအဖြစ် ကွဲထွက်ခဲ့တာပါ။ NSCNK ကတော့ပြီးခဲ့တဲ့အောက်တိုဘာလလယ်မှာအိန္ဒိယနိုင်ငံဘက်ခြမ်းကစခန်းတချို့ကိုတိုက်ခိုက်ခဲ့တယ်လို့သတင်းတွေဖော်ပြကြပါတယ်။မြန်မာနဲ့အိန္ဒိယနိုင်ငံဆိုတာကကချင်ပြည်နယ်၊ချင်းပြည်နယ်၊စကိုင်းတိုင်းတို့နဲ့ 1021မိုင်ခန့်ထိနယ်နိမိတ်ချင်းထိစပ်နေပါတယ်။အဲ့ဒီနယ်စပ်တစ်လျှောက်မှာတော့အိန္ဒိယဆိုးရွားကိုတော်လှန်နေတဲ့နာဂနဲ့ကတဲ့လက်နက်ကိုင်အဖွဲ့တွေရှိနေတာပါ။ဒီနာဂနဲ့ကတဲ့လက်နက်ကိုင်အဖွဲ့တချို့ကလည်းစစ်ကောင်စီနဲ့ပူးပေါင်းပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုတိုက်ခိုက်တာတွေရှိနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းကတီဘောနဲ့နမ်ဘတူမြို့နယ်အဆက်ထိစစ်ကောင်စီစစ်ကြောင်းတွေရောက်လာပြီး တအန်းတမတော် TNLA နဲ့တိုက်ပွဲတွေဖြစ်နေတယ်လို့သတင်းရရှိပါတယ်။နတ်မတူမျိုးကိုဦးတည်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေက အောက်တိုဘာ22ရက်ညနေပိုင်းမှာတီဘောနဲ့နတ်မတူအစံမိုးတေကြီးရွာနာက မိုးတေတရားထီရောက်လာပြီး TNLA နဲ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ SSPP ကသတင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီစစ်ကြောင်းကနတ်မတူချောင်းတောင်ဘက်ကန်မိုးတေတရားထီနေရာယူစိုးမိုးထားတယ်လို့အောက်တိုဘာ22ရက်ညနေပိုင်းမှာ SSPP ကထုတ်ပြန်ပါတယ်။ လက်ရှိတိုက်ပွဲဖြစ်နေတဲ့နေရာတွေက SSPP ထိန်းချုပ်ထားတဲ့ဒေသတွေထဲမှာပါဝင်ပါတယ်။ TNLA က10နှစ်ဆက်ကစစ်စင်ရေးတွေနဲ့အတူရှမ်းမြောက်ကကြောက်မဲ၊တီဘော၊နမ်ဆန်၊မိုင်းလုံ၊မူမိတ်၊မန်တုံ၊နမ်မတူ၊ကုတ်ခိုင်၊နောင်ချို၊နမ်ခမ်း၊မိုင်းငော်မြို့နဲ့မန္တလေးတိုင်းကမိုးကုတ်မြို့တို့ကိုသိမ်းယူခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လမှာတော့နောင်ချိုမြို့ကိုလက်လွတ်ဆုံးရှုံးခဲ့ရပြီးဒီလဆန်းမှာကြောက်မဲမြို့အဲ့ဒီနောက်တီဘောမြို့တို့ကိုဇက်တိုက်စစ်ကောင်စီကိုပြန်ပေးခဲ့ရပါတယ်။ တဖက်မှာလည်းစစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုလေကြောင်းကနေနေ့တိုင်းဘုံကျဲနေပြီးနတ်မတူကိုလည်းစစ်ကြောင်းတွေဦးတည်လာတာပါတိုက်ပွဲတွေပြင်းထန်လာနိုင်တဲ့အခြေအနေကြောင့်မြို့ကန်တွေထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ SSPP ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။စကိုင်းတိုင်းမုံရွာမြို့ပေါ်မှာအင်ချမ်းမြေပွဲဆောက်လုပ်တဲ့ရှင်နေတူပြန်ပေးဆွဲခံရပြီးဖမ်းခေါ်သွားသူတွေကကြက်သိန်း9000နဲ့ပြန်ရွေးခိုင်းနေကြောင်းမြို့ကန်တချို့ကပြောပါတယ်။အောက်တိုဘာ22ရက်မနက်ပိုင်းက မုံရွာမြို့ပေါ်မှာအိမ်ချမ်းမြေပွဲစားလဲလို့ရှင့်နေလဲလုံနေတဲ့အမျိုးသားတအူးကိုခြံကြည့်ခြင်းလို့ဖုန်းဆက်ခေါ်တာကြောင့်သွားတဲ့အချိန်ပြန်ပေးဆွဲခံလိုက်ရတာလို့နှိဆက်သူတို့ကပြောပါတယ်လူနဲ့အတူကားလဲပါသွားပြီးသူ့ကိုလွှတ်ပေးဖို့အတွက်ကြက်သိန်း9000တောင်းနေကြောင်းနှိဆက်သူတွေကဆိုပါတယ်ပြန်ပေးဆွဲသွားတဲ့အဖွဲ့အစည်းအကြောင်းတော့အသေးစိတ်မသိရသေးပါဘူးမုံရွာမှာထင်ပေါ်လာတာနဲ့ပြန်ပေးဆွဲခံရလေရှိပြီးတော်တော်များများလဲမြို့မှာမနေရတော့ပဲထွက်ပြေးကုန်ကြပြီလို့မြို့ကန်တအူးကပြောပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့မှာဥပဒေစိုးမှုမှုကင်းမဲ့လာပြီးခိုးမှုလူသက်သမျှမှုပြန်ပေးဆွဲမှုတွေမကြာခဏဖြစ်ပွားနေတယ်လို့မြို့ကန်တွေစီကသိရပါတယ်ရှင်။မလေးရှားနိုင်ငံမှာဖမ်းဆီးခေါ်ဆောင်သွားတာခံရတဲ့နောက်အာနာသိန်းစစ်ကောင်စီရဲ့ချုပ်နှောင်မှုကိုခံထားရတဲ့ဒုက္ခသည်အရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးနဲ့မိသားစုပြန်လည်လွတ်မြောက်ရေးကူညီပေးဖို့အတွက်မလေးရှားအစိုးရကိုလူအခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ကတောင်းဆိုလိုက်ပါတယ်။ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ရွှေပြောင်းဒုက္ခသည်တွေကိုအကူအညီပေးနေသူတဦးဖြစ်တဲ့ဒေါ်သူစာမောင်ခင်မုန်းဖြစ်သူနဲ့သားသမီး၃ဦးက2023ဇူလိုင်လတုန်းကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့နေအိမ်မှာအမည်မသိအမျိုးသားတစုရဲ့ဖမ်းဆီးခေါ်ဆောင်သွားတာကိုခံခဲ့ရပါတယ်။အဲ့ဒီတုန်းကသူတို့ကိုလာရောက်ဖမ်းဆီးသူတွေဟာမလေးရှားရဲတပ်ဖွဲ့သုံးကားတစီးနဲ့ရောက်လာခဲ့ပေမဲ့နောက်ပိုင်းစစ်ဆေးမှုအရအဲ့ဒီကားဟာရဲတပ်ဖွဲ့ပိုင်းနံပါတ်မဟုတ်ဘူးလို့ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ဒေါ်သူစာမောင်တို့မိသားစုရဲ့တရင်အစအနောက်ပျောက်ကွယ်နေခဲ့ပါတယ်။အခုလထဲမှာစစ်ကောင်စီကသူတို့မိသားစုဝင်၅ဦးစလုံးကိုဖမ်းဆီးထိန်းသိမ်းထားပြီးအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေနဲ့အမှုဖွင့်ထားကြောင်းကြေညာခဲ့ပါတယ်။သူတို့မိသားစုကမြန်မာနိုင်ငံကိုတရားမဝင်ရောက်လာချိန်မှာဖမ်းခံရတာလို့စစ်ကောင်စီထုတ်ပြန်ပါတယ်။ဒါပေမဲ့သူတို့မိသားစုကတကယ်ပဲမြန်မာနိုင်ငံကိုကိုယ်သဘောနဲ့ကိုပြန်လာတာလားအာတမဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတာလားဆိုတာကိုတော့စစ်ကောင်စီကတိတိကျကျမပြောပါဘူး။ စစ်ကောင်စီကိုလိုလားထောက်ခံတဲ့ Telegram Channel တွေမှာတော့ဒေါ်သူဆောင်မောင်ကသူထူထောင်ထားတဲ့အဖွဲ့အစည်းတချို့ကနေ NUG အတွက်ရန်ပုံငွေစုဆောင်းရှာဖွေပေးနေကြတာကြောင့်အခုလိုဖမ်းခံရတာလို့ဖော်ပြကြပါတယ် HRW ကတော့ဒေါ်သူဆောင်မောင်တို့မိသားစုပျောက်ဆုံးခဲ့တဲ့အမှုဟောင်းကိုချက်ချင်းပြန်ဖွင့်ပြီးအထူးတလဲအာယုံဆိုင်စုံစမ်းပေးဖို့မလေးရှားအစိုးရကိုတောင်းဆိုခဲ့ပါတယ်ဒီဖြစ်ရက်ကစစ်ကောင်စီအနေနဲ့နေဆက်ဖြတ်ကျော်ဖိနှိပ်မှုတွေပါကျူးလွန်ပြီး ြည်ပရောက်မြန်မာနိုင်ငံသားတွေကိုပြစ်မှတ်ထားခဲ့တယ်ဆိုတဲ့အထောက်အထားတစ်ခုဖြစ်နိုင်တယ်လို့ HRW ကပြောပါတယ်။ဒေါ်သူဆောင်မောင်က2015ခုနှစ်မှာမြန်မာနိုင်ငံကနေထွက်ပြေးလာခဲ့သူဖြစ်ပြီးကုလသမဂ္ဂကဒုက္ခသည်တဦးဖြစ်တရားဝင်အသိမှတ်ပြုထားပါတယ်။သူကမြန်မာဒီမိုကရေစီအရေးနဲ့မလေးရှားရောက်ဒုက္ခသည်တွေရွှေ့ပြောင်းအခြေချသူတွေအခွင့်အရေးအတွက်တက်တက်ကြွကြွလှုပ်ရှားနေခဲ့သူတဦးဖြစ်ပါတယ်ရှင်။ People's Print ရဲ့ညနေခင်းသတင်းတွေကိုကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။